်မင်္ဂလာပါအခုတစ်ခေါက်ကျမတို့ဆွေးနွေးကြမယ်အကြောင်းအရာကတော့မကြသေးခင်ကကုလသမဂ္ဂအထွေထွေညီလာခံမှာသမရဟောင်းထရမ့်ပြောသွားတဲ့မိန့်ခွန်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီမိန်ခွန်ကသူတမရဒုတိယတတံပြန်ရပြီးကိုလလောက်အကြမ်း UM ပထမဆုံးပြောတာဆိုတော့အာယွန်ဆိုင်မှုလည်းတော်တော်ရရတယ်ပေါ့လीဟုတ်ပါတယ်အရင်မြေတီကတော့သူမိန်ခွန်ရယ်နောက်အဲ့ဒီပေါ်ကတုံးတစ်ချက်ဒီပေါ့နော်အဓိကအကြောင်းအရာတွေကတော့ Ukraine Gaza စစ်ပွဲတွေ อืม American စီးပွားရေးဟုတ်ကဲ့နေဆက်လုံချုံရေးနိုင်ငံတကာဆက်ဆံရေးအဲ့ဒီကိစ္စတွေပေါ့ကဲသူဘယ်လိုပြောတာလဲသုံးသက်ချက်တွေကတော့ဘာတွေလဲဆိုတာအတူတူကြည့်လိုက်ကြအောင်อืม main ခေါ်ဆက်ဆက်ချင်းမှာပဲသူကအမေရိကန်ရဲ့လက်ရှိအခြေအနေကိုရွှေခေတ်လို့တုံးသွားရတယ်နော် Golden Age ပေါ့ဟုတ်ပါတယ်စီးပွားရေးနေဆက်လုံချုံရေးစစ်တပ်အင်အားဒီကဏ္ဍတွေမှာအရင်ကတည်းကအများကြီးကောင်းနေပြီလို့အခိုင်အမာဆိုသွားတာပါဟုတ်ကဲ့ဒီစီးပွားရေးအပိုင်းကိုသူဘလို့အချက်လက်ဒီနဲ့ထပ်ပြီးရှင်းပြသွားလဲရှင့်စီးပွားရေးမှာတော့ အဓိကကသူယာဒူးမယာခင်အစိုးရလက်ထက်ကကြဆင်းမှုတွေအထူးသဖြင့်ငွေကြေးဖောင်းပေါ်မှုတန်းတွေကိုပေါ်လဲသူအစိုးရတက်ပြီး၈လအတွင်းမှာတိတိတသာပြောင်းပြန်လန်နိုင်ခဲ့တယ်ဆိုပြီးပြောသွားတယ်။음음စတောစီခွဲဆိုရင်လည်းအချင်းချင်းစံချင်းတင်ခဲ့တယ်။အဲသူမိန်ခွန်းထဲမှာတော့48ကျင်းအထိတောင်ရှိတယ်လို့ဆိုပါတယ်။ဟုတ်ကဲ့။အော်48ကျင်းဟုတ်ပါတယ်။စွန့်ရှင်စေတဲ့ဂုံ60တွေ အိမ်ပေါင်ဈေးနှုန်းတွေကျဆင်းပြီးငွေကြေးဖုံးပေါ်မှုကိုအနိုင်ယူခဲ့တယ်လို့အချက်လက်နဲ့ပြောသွားတာပဲ။အင်းယင်းဤမြို့နာမှုအတိတ်ဒီဆိုရင်လဲဒေါ်လာ16 trillion ကျော်ရခဲ့တယ်ဆိုတာကတော်တော်ကြီးရဲ့ကင်းကနန်းပဲနော်။ဟုတ်တယ်ဟုတ်။သူကယင်းဘိုင်ဒန်ဆိုရ၄နှစ်လုံးမှာ7 trillion တောင်မပြည့်ဘူးဆိုပြီးနိုင်ရှင်သွားသေးတယ်။ဟုတ်ကဲ့ဒီလိုခင်အောင်အခွန်နေအညာကြီးလျှော့ပေးတယ်စီမင်းနေဖြေလျှော့ပေးတဲ့အဲအရာကြောင့်လို့သူ့မူဝါဒကိုမိမောင်းထိုးပြသွားလာပေါ့။ဟွန်း အမေရိကန်သမိုင်းမှာအကြီးဆုံးအခွန်လျှော်ချမှုစီးမင်းဖြေလျှော်မှုနေလို့ဆိုတယ်။သူပထမတက်တန်ကစံချီတီကိုတောင်ကြော်တယ်လို့ပြောသွားတယ်။အလုတ်ထမလဆာရီတောင်တက်လာတယ်လို့ပြောသွားတဲ့တင်နော်။နှစ်ပေါင်း60ကြော်အတွေ့အမြင့်ဆုံးနှုန်းဆိုတဲ့တော့ဟုတ်ပါတယ်။အဲ့ဒီအချက်ကိုလည်းအလေးပြုပြောသွားခဲ့တယ်။ကောင်းပါပြီ။စီးပွားရေးကနေနေဆက်ကိစ္စဘကုဆက်သွားရအောင်။ဒီမှာလည်းအတုံးနှုံးတွေကတော်တော်လေးပြတ်သားတယ်လို့ထင်တယ်။ဟုတ်တယ်။နေဆက်မှာတရားမဝင်ဝင်ရောက်မှုလုံးဝမရှိတော့ဘူး။0ပဲတဲ့။ ဟုတ်ကဲ့လေးလာဆက်တိုက်ရှိနေပြီဆိုပြီးအခိုင်အမာပြောသွားတာဟွန်းအရင်အစိုးရလက်ထက်ကတန်းငချီဝင်းခဲ့တာနဲ့ရင်ပြပြီးသူ့မူဝါဒအောင်မြင်တယ်ဆိုတဲ့သဘောမျိုးပေါ့ဒီနေရာမှာကုလသမဂ္ဂကိုတော်တော်လေးပြောသွားတယ်နော်ဟုတ်ကဲ့အဲအဲ့ဒါစိတ်ဝင်စားစရာပဲ UN ကရွှေ့ပြောင်းနေထိုင်သူတွေကိုငွေတွေအစားအသောက်တွေတယူပို့ဆောင်ရေးတွေအဲ debit card တီအတီပေးပြီးတော့ဟုတ်ကဲ့ American ထဲတရားမဝင်ဝင်လာအောင်အားပေးကူညီနေတယ်ဆိုပြီးတူတူပြင်းပြင်းထန်ထန်ဆွဆွဲသွားတာတူမင့်ကွင်းထဲမှာကိင္ကနန်နေတောင်ပါတဲ့2014မှာ UN ကဒေါ်လာ300စခွန်တန်းသုံးဖို့ရထားတယ်ဆိုလားဟုတ်ပါတယ်ရွှေပြောင်းသူ6သိန်း2400လောက်ကိုထောက်ပံ့ဖို့ဆိုပြီးတော့ဆိုတော့ UN လောက်ကကျူးကျော်မှုတားရမယ်အစားဖန်တီးပေးနေတယ်ပိတ်ဆံပေးနေတယ်ဆိုပြီးပြောသွားတာကတော့တော်တော်လေးထိတ်တိုက်ဆန်တယ်ဗျဟုတ်ပါ သူကအမေရိကန်နယ်စပ်တင်မဟုတ်ဘူးဥရောပအထိပါ ထောက်ဖြသွားသေးတယ်။ဟွန်းဥရောပထောင်တွေမှာရွှေပြောင်းအကျဉ်းသားရခိုင်နှုန်းတွေတက်နေတယ်ဆိုတော့ကင်ကနန်းတွေကိုးကွားသွားတာ။ဟုတ်ကဲ့ဂျာမနီတို့ဩစတြီးယား၊ဂရိ၊ဆွစ်ဇာလန်တို့ပေါ့နော်ဆွစ်ဇာလန်ဆိုခွန်းစနစ်ပစံတဲ့ဝင်ရရှိတယ်ဆိုတဲ့မူကိုပြောသွားတာ။လန်ဒန်မြို့တော်ဝင်ကတော့နမူနာပေးပြီးဝေဖန်သွားတယ်နော်။အေးဟုတ်တယ်။နောက်ပြီးနယ်စပ်နဲ့ဆက်ဆက်ပြီးနောက်ထပ်ကပူပြင်းထန်တယ်။မူရရာစာကြိုက်တယ်။အော် MS13 တို့ဟုတ်ကဲ့ MS13 နဲ့ ဗနီဇွဲလာက train တဲ့အရာဝါဂိုင်းတွေကိုအကျန်းဖတ် ဖွဲ့စည်းတမ္ပတ်ထားတယ်ဆိုပြီးတော့ဟုတ်ကဲ့ဒါလည်းမကဘူးအဲ့ဒီဗနီဇွဲလာအကျန်းဖတ်ကွန်ရက်တွေကိုခြေမုံဖို့ American စစ်တပ်အထူးတပ်ဖွဲ့တွေတုံးနေလို့ပြောထားတယ်ဒါကဘယ်လိုပြောမလဲတော်တော်ကြီးတဲ့စီးရဲရချင်းကမှုပဲ အရေးအစိုးရလက်ထက်ကပျောက်သွားတဲ့ကလေးတွေကိစ္စရောထည့်ပြောသေးလားပါပါတယ်ဘိုင်ဒန်လက်ထက်မှာလူမောင်ခိုးကူးခံရပြီးပျောက်သွားတဲ့ကလေး၃သိန်းကျော်ရှိတယ်အဲ့ဒီထက်ကအများကြီးကိုတူအစိုးရကပြန်ရှာပြီးမိဘတွေစီပြန်ပို့နေတယ်အခုကလေး၃တောင်းနီးပါးပြန်ပို့ပြီးပြီဆိုပြီးပြောသားတယ်ဟုတ်ကဲ့ကဲပြည်တွင်းရင်းကနေနိုင်ငံခြားရေးဘက်ကိုဆက်ကြည့်ရအောင်ဒီမော်ရအမေရိကန်နဲ့ပြန်ပြီးလေးစားခံရပြီးဆိုတာကိုအဓိကပြောသွားတယ်ဟုတ်တယ်ဥမာ NATO ဖွဲ့ဝင်တွေကို GDP ရဲ့2%ကနေ5%အထိ ကာကွယ်စိတ်တိုးသွငို့သူတောင်းဆိုခဲ့တာအောင်မြင်တယ်ဆိုပြီးပြောတယ်။อืมငါပစင်ဆိုတာတော်တော်များတာနော်။ဟုတ်ကဲ့။ပြီးတော့ရှေးလေပိုင်းကပင်လေကွေးနိုင်ငံတို့ sorry ကိုကာတာ UAE တို့နဲ့ဆက်ဆံရေးပြန်ကောင်းတယ်။ကုန်သွယ်ရေးသဘောတူညီမှုတွေအများကြီးရတယ်လို့ဆိုရဲ။တခြားပဲနိုင်ငံနေနဲ့ရသေးတယ် EU တို့။อืม EU UK ဂျပန်တောင်ကိုရီးယားအာဆီယံတွေကဆိုရင်ဗီယက်နမ် အင်ဒိုနီးရှားဖိလစ်ပိုင်မလေးရှားတို့ ਨੇ ရခဲ့တယ်လို့နမူနာပေးပြောသွားပါတယ်။နိုင်ငံကြီးမှာအထူးခြားဆုံးလို့ပြောလို့ရမလားမသိဘူး။အဲ့ဒီအဆုံးမတတ်နိုင်တဲ့စစ်ပွဲခွန်ကိုကိုခွန်လော်ဒင်အဆုံးတတ်ပေးခဲ့တယ်ဆိုတာလေ။ဟုတ်ကဲ့။အဲ့ဒါကတော်တော်လေးပြောစရာဖြစ်ခဲ့တယ်။နှစ်တည်းအကြိုင်ဖနေပြီးလူတွေအများကြီးတေခဲ့တယ်ပဋိပက္ခတယ်လို့တွားဆိုတယ်။ဗနိုင်းနေဒီပါလေးဆိုတော့ကမ္ဘောဒီးယားထိုင်းဟုတ်ကဲ့။ကမ္ဘောဒီးယားထိုင်းကိုဆိုဗိုဆာဘီးယားကွန်ဂိုရဝန္ဒါပါကစ္စတန်အိန္ဒိယအစ္စရေးအီရန်တဲမာမှု Egypt Ethiopia ရေကိစအင်းရေရင်စမ်းစေကိစဟုတ်ပါတယ်နောက်ဆုံးအာမီးနီးယားအဇာဘိုင်ဂျန်အဲ့ဒီခုနှစ်ခုကိုဖြည့်ရှင်းနိုင်ခဲ့တယ်ဗောလေဒီနေရာမှာလဲကုလသမဂ္ဂကဘာအခုနေမှမပေးဘူးဆိုပြီးထပ်ပြောသွားပြန်ရောဟုတ်ကဲ့သူကနိုဘယ်ဆုရတဲ့တယ်လို့လူတွေပြောပေမဲ့သူထတကယ်စုကအသက်ရှင်ခွင့်ရတယ်ခလေးတွေပါဆိုပြီးပြောသွားတာကဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းအောင်ပြောသွားတာပေါ့လေအီရန်ကိစ္စကိုနည်းနည်းအသေးစိတ်ပြောသွားသေးတယ်နော်နျူကလ িয়ার စေယုံကိုဘုံကျဲတယ်ဆိုတာဟုတ်ပါတယ် Operation Midnight Hammer တဲ့ American B2 ဘုံကျဲလီရင်ခုနှစ်စီးနဲ့ပေါင်၃၃ဘုံ၁၃လုံးတုံးခဲ့တယ်ဆိုပြီးအသေးစိတ်ပြောသွားတာဟွန်းဒါကအီရန်ရဲ့ New Lenet ရီမန်းချက်တားဆီးဖို့လုံတာပြီးတော့ Israel Iran စနစ်ရဲ့စစ်ပွဲကိုလည်းဒါကြောင့်အဆုံးသတ်နိုင်ခဲ့တယ်လို့သူကဆိုတယ်ဟွန်း Iran Tehran စစ်ခေါင်းဆောင်မျိုးစုလည်းမရှိတော့ဘူးဆိုပြီးပြောသွားသေးတယ်ဟုတ်ပါပြီအခုလက်ရှိဖြစ်နေတဲ့စစ်ပွဲတွေဂါဇာနဲ့ Ukraine ကိစ္စရောဘာပြောသွားလဲဂါဇာမှာတော့ အပိတ်ရဖို့စ조사နေတော့ပဲလို့ဆိုတယ်။ဒါပေမဲ့တစ်ဖက်မှာအမေရိကမဟာမိတ်တချို့ပင်သစ်တို့ဘရီဒင်တို့လိုနိုင်ငံတွေကပါလက်စတိုင်းနိုင်ငံကိုအတိမတ်ပြူလာတာကိုတော့ပြင်းပြင်းထန်ထန်ကန့်ကွက်သွားတယ်။ဟုတ်ကဲ့ဟာမတ်စ်နဲ့အတောဘာခွန်မီတိုက်ခိုက်မှုကိုစူးချရရောက်တဲ့ဆိုပြီးတော့ဟုတ်ပါတယ်။သူ့အဆိုအရသားစာကောင်အားလုံးအရှင်း20နဲ့အလောင်း38လောင်းအကုန်လုံးကိုအရင်ချက်ချင်းချွင်းချက်မရှိပြန်လို့ပေးဖို့တောင်းဆိုရမယ်။ ပြီးမှစစ်ရက်ပြီးညီညာရေးဆွေးနွေးရမယ်ဆိုတဲ့သဘောထားမျိုးပြောသွားတယ်ယူကရိန်းကြတော့ရောသူလက်ထက်ဆိုမဖြစ်ဘူးဆိုတာပဲလားဟုတ်ကဲ့အဲ့ဒါကိုပဲထပ်ပြောတယ်ပူတင်နဲ့သူဆက်ဆံရေးကြောင့်အလွယ်လေးရှင်းနိုင်မယ်ထင်ခဲ့တာဒါပေမဲ့အန်ဩစရာတွေဖြစ်ကုန်တယ်ဆိုပြီးဝန်ခံသွားတယ်အမ်စစ်ပွဲကရုရှားအတွက်လေပုံရင်မကောင်းဘူးလို့ဆိုတယ်ဟုတ်ပါရပိုင်းနဲ့ပြီးရမယ်ဟာအခု၃နှစ်ခွဲလောက်ထင်နေပြီယူဟောင်းပုံရိပ်ထိခိုက်တယ်ပေါ့နောက်ပြီးနှစ်ဖက်စလုံးမှာ တပတ်ကိုလူငယ်စစ်တောင်း9000ဝါနဲ့6000တေးနေတယ်လို့ခန့်မှန်းချက်ပြောသွားတယ်။စစ်ပွဲကိုငွေကြေးထောက်ပံ့နေတယ်ဆိုပြီးဘေးနိုင်ငံတွေကိုဝေဖန်သွားလေ။ဒီယုတ်နဲ့အိန္ဒိယကိုအဓိကပြောတယ်။ယူရှွားစီကရင်းနိုင်တယ်အများကြီးဝယ်နေလို့။နော်နေတိုအဖွဲ့ဝင်တချို့ကလည်းယူရှွားစီကစွန့်ရင်တွေဝယ်နေတော့ငွေဆိုပြီးဝေဖန်သွားတယ်။သူရဲ့ယက်တိချက်ကဘယ်လိုလဲ။ရှင်းတယ်။ယူရှွားကစစ်မရရင်အမေရိကန်ကပြင်းထန်တဲ့အခွင့်အရေးတာရစ်ကောက်မယ်။ဒါမဲ့ ဒါမဲ့ဥရောပကအရင်ရမယ်ဆိုတဲ့ဘောလားဟုတ်ပါတယ်ဥရောပနိုင်ငံတွေကယူရှွားစီကစွန့်ရင်ဝယ်တာအရင်ရမှာဒီခွန်ကောက်တာထီအောင်မယ်အဲ့လိုမဟုတ်ရင်အမေရိကန်လုံးလဲလေကားပဲဆိုတဲ့သဘောမျိုးပြောသွားတယ်တရားပေါ်မှာတုံးသက်ချက်တွေကတော့ဘလို့ရှိလဲရှင့်တုံးသက်ချက်တွေကတော့ဒါကဥရောပမဟာမိတ်တွေအထူးသဖြင့်တူရကီဟန်ဂေရီ စလိုဗေကီးယားလိုရုရှားနဲ့စွန့်ရင်အရာဆက်ဆက်နေတဲ့နိုင်ငံတွေကိုဖိအားပေးတာဖြစ်နိုင်တယ်လို့ဆိုကြတယ် အင်းဇလန်စကီးကတော့ဖိအားပူလို့ခြင်းမှာပေါ့နော်ဟုတ်တာပေါ့ဒါပေမဲ့ထရမ့်မင်ခွင့်ရတော့ဥရောပမလုပ်ပဲအမေရိကန်ရဲ့ပြင်းထန်တဲ့အရေးယူမှုကဖြစ်လာဖို့မလွဲဘူးလို့သုံးသပ်ကြတယ်ကောက်ပါပြီနိုင်ငံခြားရေးနဲ့စွန့်ရင်နဲ့ယာတီဥတုဘက်ကိုကူအပ်ရအောင်ဒီနေရာမှာတော့သူစကားတွေကအငင်းဖွဲဆရာကိုကောက်ဆုံးလို့ပြောရမယ်ထင်တယ်ဟုတ်ကဲ့အမေရိကန်က drill baby drill ပါလေ2 by 2ဆိုရမူဝါရနဲ့ယေနာတဘာဝဒငေထုလုံးမှုမှာ ကဘာထိတ်ဆုံးယုတ်နေပြီဆိုပြီးအောင်မြင်မှုအဖြစ်ပြောတယ်ပြန်လဲဖိဖုံမဆွားရင်ကောကြတော့ဟာတာ joke တဲ့ဟုတ်ပါတယ်စရိတ်အရန်ကြီးတယ်အာမကိုရဘူးလေးရတဲ့ဆိုတန်းချေတက်တယ်ပျက်စီးလွယ်တယ်ပြင်းစင်စရိတ်ကြီးတယ်အဓိကထုတ်တာကတယုတ်တယုတ်ကိုတိုင်းကတိတ်မတုံးမှုဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်သွားတယ်ပြန်သုံးတာကိုတောင်ချီကျူးသွားတယ်သူသုံးသွားတဲ့စကလုံးနေလာလဲတော်တော်ပြင်းတယ် green energy scam တို့ carbon footprint hoax တို့ဆိုပြီးတော့ဟုတ်ပါတယ် ပါရိယာရီဥဒုတဘောတူညီချက်ကနေနှုတ်ထက်ခဲ့တာမန်တယ်လို့ကားွယ်ပြောတယ်။ဘာလို့လဲဆိုတော့အမေရိကန်ကပိတ်ဆံအများကြီးထည့်ရမယ်။တရုတ်ကြတော့1130မှာစချော်ရမယ်။ရုရှားက1960စာနဲ့ဆက်သွားမယ်ဆိုတာကမမျှတလို့ဆိုပြီးရှင်းပြလေ။အင်း UN ရဲ့အရင်ကယာဒီဥဒုကမန့်ချက်ဒီမားဟဲ့တယ်ဆိုတာကိုလည်းထောက်ပြသွားသေးတယ်နော်။ဟုတ်ကဲ့။1980နှစ်တို့1989တို့ကကမန့်ချက်ဒီပေါ့။တထောင်မှာကဘာပြည့်မယ်တို့ စနေအတွင်နိုင်ငံနေပင်လယ်လေးရောက်မယ်လို့ပြောတာတွေဖြစ်မလာဘူးလို့ဆိုတယ်။ကာဘွန်ရှော့ချရေးကအမေရိကန်နဲ့ဥရောပမှာအလုပ်တွေဆုံးရှုံးစေပြီးတရုတ်လိုနိုင်ငံတွေကိုပဲအကျိုးရှိစေတယ်လို့ပြောသွားတယ်။ဟုတ်ပါတယ်။အချက်လက်နဲ့ပြောသွားတာ။နောက်ပြီးဥရောပမှာရစ်စစ်ကလေးအရန်ကြီးလို့အဲကွန်မတုံးနိုင်ပဲအပူတန်းကြောင့်တနစ်ကိုလူ3000ခွဲကျော်တည်နေတယ်ဆိုတော့ကိန်းကနန်းကတော့တော်တော်လေးတုံ့လုဆရာပဲ။ မြို့ပြင်လယ်မှာရေနံတွေအများကြီးရှိတဲ့ UK တူးတင်တယ်လို့တော့အကြံပေးသွားသေးတယ်။ဟုတ်ကဲ့။ဆိုတော့မိခွန်းတချို့လုံးမှာအဓိကပြမကကုလသမဂ္ဂဖြစ်နေသလိုပဲနော်။ဟုတ်ပါတယ်။စောစောကရွှေပြောင်းကိစ္စစစ်ပွဲကိစ္စလေးအပြင် UN ရဲ့အခမ်းကဏ္ဍကိုပါမိခွန်းထုတ်သွားတယ်။ UN ကပြင်းထန်စွာကန့်ကွက်ကြောင်းစာရေးတာကလွဲပြီးဘာမှတိတိယောက်ယောက်မလုပ်နိုင်ဘူး။အပြောတွေကအနစ်မရှိဘူး။ အပြောနဲ့စစ်ပွဲကိုမရှင်းနိုင်ဘူးလို့ဆိုတယ်အဲ့ဒီ UN အစောက် UU ပြင်းတဲ့ကိစ္စလေးလည်းပြောသွားသေးတယ်နော်ကိုတွေ့ဆိုပြီးတော့ဟုတ်ကဲ့သူ့ဆောက်လို့ရေးလုပ်ငန်းရှင်းဘဝက UN ဖဏောင်းချုပ်ပြင်ဖို့တင်တာဝန်ကံဘူးတယ်တဲ့ဒေါ်လာသန်းနာရာနဲ့အကောင်အဆုံးဆက်ကျင်ကြောက်တို့မဟောဂနီတို့နဲ့လုပ်ပေးမယ်ဆိုပြီးကန့်လန့်ခဲ့တယ်ပေါ့ဒါပေမဲ့ UN ကလက်မခံဘဲပိုစည်းကြီးပြီးအရေးအသွေးနှိမ့်တဲ့လမ်းကိုရွေးလိုက်တယ်ဆိုပြီးတော့ဟုတ်ပါတယ်နောက်ဆုံးစေကဒေါ်လာညပီလီယံနဲ့ 4ဘီလီယံကြာတီဖြစ်သွားပြီးအလွဲသုံးစားမှုတွေရှိခဲ့တယ်လို့သူကဆွတ်ဆွဲသွားတယ်။ဒီဖြစ်ကိုကြည့်ပြီး UN ကဆောက်လုပ်ရေးမှဘာမှနားမလဲဘူး။အခုလည်းကဘာကြီးရလည်းမှအဲ့ဒီလိုပဲဖြစ်မယ်လို့ကောက်ချက်ဆွဲသွားတာပေါ့။ဟုတ်ကဲ့။အဲ့ဒီပြင်မိန်ခုံမစခင်ဒါလီကားပိတ်မိတာရဲ့စာဖတ်ဆက်အလုံးမလုပ်တာရဲ့ကိုထည့်ပြော်ပြီး UN ကသူ့ကိုကူညီတာဒါပဲရှိတယ်ဆိုပြီးအရှင်းဖောက်သွားသေးတယ်။อืมဟုတ်ကဲ့တခြားကိစ္စရက်လီတွေရောပါသေးလားရှင်ပါပါတယ်ဥပမာဇီဝလက်နက်နဲ့ နျူကလ িয়ার လနဲ့ထုတ်လုပ်မှုတားဆီးရေးကိုအမေရိကန်ကဥဆောင်မယ်ဆိုတာမျိုးပေါ့အဲ့ဒီမှာ AI အခြေပြုစစ်ဆေးရေးစနစ်ထောင်းမယ်လို့လည်းပြောတယ်အင်း AI ကအန်ဒီယေရောကကြိုးရောရှိနိုင်တယ်ဒါကတော့အကျိုးပြုမယ်ဥပမာဆိုပြီးတော့ဟုတ်ပါတယ်နောက်ပြီးဘရစ်ဇီးလ်ကိုလည်းတိတိကျကျပြောထားတယ်ဩဟုတ်တယ်ဘရာဇီးအစိုးရကအမေရိကန်နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ကိုစင်စါဖြတ်တယ်ဖိနှိပ်တယ်ဆိုပြီးဆွတ်ဆွဲပြီးအခွန်တွေကောက်ထားတယ်လို့ပြောထားတယ်ဟုတ်ကဲ့ ဒါမဲ့သူစရာအဲ့လိုပြောတဲ့တေးမချခင်မှာပဲမိခိုးမစခင်လမ်းမှာဘရာဇီးကောင်းဆောင်နဲ့မမျော်လင့်မဲ့ခဏတွေ့တယ်ပွေဖတ်နှုတ်ဆက်ကြတယ်နောက်အပတ်မှာဆွေးနွေးဖို့သဘောတူခဲ့ကြတယ်ဆိုပြီးထည့်ပြောသွားတာပဲအော်ဟုတ်ကဲ့ဒါကလည်းသူ့ရဲ့ပုံစံတမျိုးပဲလို့ဆိုရမလားပဲဟုတ်ပါတယ်ကျင်းကျင်းနဲ့နဲ့ပြောပေမဲ့နောက်ကွယ်မှာလက်တွေ့ကြတဲ့တန်တမန်ရဲ့ချင်းကတ်မှုလည်းရှိနေသေးတယ်ဆိုတော့ပျော့တာလိုမျိုးပေါ့ ကောင်းပါပြီဒီနေ့ကျွန်မတို့ဆွေးနွေးခဲ့တာတွေကတော့သမရဟောင်း trip ငယ်ကုလသမဂ္ဂမွင်ခွန်ထဲကအဓိကအချက်တည်နဲ့သုံးသက်ချက် တချို့ပေါ့နော်ဟုတ်ကဲ့စီဝိုင်းရွှေခက်ကနေနေဇာ0ဖြစ်တာစစ်ဘုခုနှစ်ခုအဆုံးတတ်တာစိန်လန်းဆွိုင်းကိစ္စ UN ကိုဝေဖန်လို့ဒီသူရပြတ်သားတဲ့အမြင်တွေကိုတွေ့ရပါတယ်ဟုတ်ပဲသူရတီချက်တွေကထူအဖြစ်ရွှေပြောင်းနေထိုင်မှုနဲ့စိန်လန်းဆွိုင်းရပေါ်ဝေဖန်မှုတွေကဒရိုလေးပြင်းထန်ပြီးညင်းပွားစရာကြီးစေခဲ့တယ်ဖြစ်နေရုံနဲ့ထင်ပါလိဟုတ်ကဲ့ မဟာမိတ်တဲ့ဆက်ဆံရေးကမ္ဘာပတိပခတ်ဖြည့်စင်ပုံတွေကလည်းတမယုကြနဲ့တော်တော်လေးကွဲထွက်နေတာတွေ့ရတယ်ခင်ဗျာမင်းခွန်တစ်ခုလုံးကိုပြန်ကြည့်ရင်ကိုကိုကိုချီးမွမ်းတာတွေပြိုင်ဘက်တင်တဲ့ UN ကိုပြင်းပြင်းထန်ထန်ဝေဖန်တာတွေအများကြီးပါတယ်လို့အနာဂတ်စီဇန်ဒီအကြောင်းလည်းပြောသွားသေးတယ်ဟုတ်ပါတယ်2026အမေရိကန်နဲ့တရားငါးရဲ့ပြည်တို့ကမ္ဘာဖလားတို့2028အိုလံပစ်တို့အကြောင်းထည့်ပြောသွားတယ်ခရီးရန်ပတ်တော်ဝင်ဒီဖိနိတ်ခင်ရဆုံးဆိုတာမျိုးလည်းပါသေးတယ်နော်သူညမဲဆန်တဲ့ရှင်တွေကိုဆွဲဆောင်တဲ့အပိုင်းပေါ့ ဟုတ်ကဲ့အဲ့ဒါလေးထည့်ပြောသွားတယ်ကောင်းပါပြီဒီမိခွန်နဲ့ပတ်သက်ပြီးကျမတို့ဆက်စင်းစားဖို့အချက်လေးတစ်ခုလောက်ခြံထားရခြင်းပါတယ်ဟုတ်ကဲ့အဲ့ဒါကတော့ဒီလိုပြတ်သားပြီးတစ်ခါလေမဟာမိတ်တွေကိုတောင်ထိတ်တိုက်တွေ့စေတဲ့ချင်းကံမှုမျိုးကလက်ရှိကမ္ဘာစင်ခေါ်မှုတွေဖြစ်တဲ့စစ်ပွဲတွေရွှေ့ပြောင်းနေထိုင်မှုစွန့်ရည်ကြက်တဲတွေကိုဖြည့်ရှင်းရမှာဘလောက်ထိအလုပ်ဖြစ်နိုင်မလဲอืมဒါမို့ကမ္ဘာနိုင်ငံတွေကြောင့်လွတ်အပ်နေတဲ့ပူပေါင်းဆောင်ရွက်မှုကိုပိုပြီးအကောင်းစေမလားဒါမို့ဟန်တာတွေပူဖြစ်စေမလားဆိုတော့မေခွန်းလေးပါနော် ဟုတ်ပါရဲ့ခင်ဗျာအဲ့ဒီမေခွန်းလေးခြံထားခဲ့ရင်ပါတယ်ဒီနေ့အခုလို့အတူတကဆွေးနွေးလေ့လာခဲ့တာကနားထောင်တူတက်အချိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်အကြောင်းအရာတွေနဲ့ပြန်တွေ့ဆက်ပါမယ်